မြမနိုင်ငံကြီးအတွေးခေါ်အပိုင်းတစ်စင်ဒါယာကီအုပ်ချုပ်ရေးအောက်မှာဒီမိုကရေစီအခြေခံတွေကိုဗမာရီပထမဆုံးထိတွေ့ခွင့်ရလာပါတယ်ဥဂရေယုကောင်းစီဝင်ရွေးကောက်ပွဲကို1920မှာပထမဆုံးအကြိမ်ကျင်းပတဲ့အခါနှပုံတင်ထားတဲ့မဲဆန္ဒရှင်ခုနှစ်ရာခိုင်နှုန်းကသာမဲပေးကြပါတယ်1925ခုနှစ်မှာဒုတိယအကြိမ်ရွေးကောက်ပွဲကျင်းပတော့မဲဆန္ဒရှင် 16ရာခိုင်နှုန်းကျော်မဲပေးကြပြီး1928မှာတတိယအကြိမ်ရွေးကောက်ပွဲကျင်းပတော့မဲဆန္ဒရှင်20ရာခိုင်နှုန်းအထိမဲပေးလာကြပါတယ်။ဒါကြောင့်ဒိုင်အာခီအုပ်ချုပ်ရေးကိုကြိုက်တည်ဖြစ်စေမကြိုက်တည်ဖြစ်စေဒီစနစ်အောက်မှာနိုင်ငံရေးနှိုးကြားလာပါတယ်။ဒိုင်အာခီပြုပြင်ပြောင်းလဲရေးဘယ်လောက်ထိ အကျိုးသက်ရောက်တယ်ဆိုတာကိုခမန်းနိုင်မှုအတွက်စာဂျွန်ဆိုင်မွန်ခေါင်းဆောင်နဲ့ကော်မရှင်ကို 1929ခုနှစ်အစောပိုင်းမှာမြမပြည်ကိုရောက်ရှိလာပါတယ်။အဲဒီအချိန်မှာမြမပြည်ကိုအိန္ဒိယနဲ့ထွေးထားတဲ့ကိစ္စကိုဗမာတွေအကြီးအကျယ်ဆွေးနွေးလာကြပါတယ်။အိန္ဒိယနဲ့တွဲရည်သူမဟုတ်ခွဲရည်ကိစ္စဟာမြမနိုင်ငံကြီးလောကမှာလေးနဲ့ဆွေးနွေးတဲ့ကိစ္စတစ်ခုပါပဲ။အိန္ဒိယနဲ့တွဲထားရင်အိန္ဒိယမှာရရှိတဲ့ခံစား권ကိုမြမတွေကလည်းရရှိနိုင်တယ်လို့ တွဲရေးသမားတွေကယူဆပါတယ်။အင်္ဂလိပ်ကုန်သွယ်တွေကလည်းခွဲရေးကိုထောက်ခံတာမို့အိန္ဒိယနဲ့ခွဲလိုက်ရင်မြန်မာတွေအတွက် အကျိုးရှိပါမလားလို့တွေးကြပါတယ်။ဘယ်လိုပဲဖြစ်ဖြစ် ခွဲရေးတွဲရေးကိစ္စကြောင့်မြန်မာပြည်သားတွေနိုင်ငံရေးစိတ်ဝင်စားလာတာတိုးတက်မှုပါပဲ။ဒါပေမဲ့တောင်မူလေသမားတွေကတော့ဒိုင်အာဖြေပြုပြင်ရေးကိုစိတ်မဝင်စားပါဘူး။ဒါကြောင့်1930ပြည့်နှစ်အော်တိုဘာလ28ရက်နေ့မှာ ဆရာဆန်ကသူ့ပဏကကလုဏရာသာဝဲ့ရမင်းဖြစ်ကို ခံယူပြီးအင်္ဂလိပ်ကိုစစ်ကြင်ညာပါတော့တယ်။ခေတ်ပညာတတ်နဲ့ရုပ်နေလူရန်သားကဒိုင်အာခီပြုပြင်ရေးကိုခြေတင်ဆွေးနွေးနေချိန်မှာဆရာဆန်ကလေသမားတပုံကိုကောင်းဆောင်ပြီးဂါထာမန္တရာအာကိုနဲ့အင်္ဂလိပ်ကိုအပြုတ်တိုက်ဖို့ကြိုးစားတာကို ကြည့်ရင်ခေတ်တဲ့ရိုးရာအတွေးခေါ်အတူရှင်တန်နေတာသိတာပါပဲ။တခင်လှူရှားမှုနဲ့ဒုဗမာအစည်းအုံကိုခေတ်လူငယ်တွေက စတင်ပါတယ်။ဗမာတွေနဲ့မထိတွေ့ရသေးတဲ့နိုင်ငံရေးအတွေးအခေါ်ကိုဗမာလူရေးပြီးငကနီအသင်းကထုတ်ဝေပါတယ်။ဒီတော့မှ ဆိုရှယ်လစ်နဲ့ကွန်မြူနစ်သဘောတရားတွေစတင်ကြားသိလာရပါတယ်။ဗမာပြည်ကိုအိန္ဒိယလက်အောက်ကခွဲထုတ်ပြီးတီးခြားအုပ်ချုပ်ဖို့ဆိုင်မွန်ကော်မရှင်ကထောက်ခံတင်ပြတဲ့အတိုင်း1935ခုနှစ်မြန်မာနိုင်ငံအုပ်ဥပဒေကိုအင်္ဂလိပ်ဆိုရာကပြဋ္ဌာန်းလိုက်ပါတယ်။ဒါဟာ ခေတ်သစ်မြန်မာနိုင်ငံရဲ့ပထမဆုံးသောအခြေခံဖွဲ့စည်းပုံဥပဒေဖြစ်ပါလေ။ရွေးကောက်ပွဲကို1936ဒီဇင်ဘာလမှာကျင်းပပါတယ်။အဲ့ဒီအချိန်မှာနိုင်ငံရေးပါတီအကြောင်းပါတီစည်းရုံးရေးအကြောင်းနဲ့ပါလီမန်အစိုးရအကြောင်းကိုဗမာပြည်အတော်လေးသိရှိလာပါပြီ။1935အခြေခံဥပဒေအရဥချွေအာနာဘရင်ငံလက်ထဲမှာရှိပြီးဘရင်ငံကိုကူညီဖို့ဝန်ကြီးများကောင်စီကို ဖွဲ့ထားပါတယ်။ ဒါပေမဲ့ဘယင်ကဟာအာနာရှင်လိုထင်တယ်လို့မလုပ်နိုင်ပါဘူး။ပြန်ကြားချက်လက်ဆွဲတိုင်းသာလောက်ရသူဖြစ်တာကြောင့်ဝင်းကြီးများကောင်းစီကိုထင်တယ်လို့ခိုင်းလို့မရပါဘူး။ဝင်းကြီးခန့်အပ်ရမှာလဲဘယင်ကရဲ့လုပ်ပိုင်ခွင့်ကိုကန့်သက်ထားပါဗယ်။လွတ်တော်မှတ်အများစုထောက်ခံတဲ့သူနဲ့တိုင်မြင်ပြီးဝင်းကြီးကိုခန့်အပ်ရပါဗယ်။ဘယင်ကဝင်းကြီးအဖွဲ့နဲ့ပူတဲ့တာဝန်ယူရမယ်လို့လဲသတ်မှတ်ထားပါဗယ်။ 1935အခြေခံဥပဒေအရဥပဒေပြုလွှတ်တော်မှာအများစုထောက်ခံမှုရရှိသူကသာကက်ဘိနက်ဝန်ကြီးအဖွဲ့ကိုဖွဲ့စည်းရတာကြောင့်ကက်ဘိနက်အစိုးရဟာလွှတ်တော်မှာမင်းမြန်းသမျှကိုဖြည့်ဆင်းမှုတာဝန်ရှိပါတယ်။ဝန်ကြီးကိုဘီယင်ကန်ကရွေးချယ်ပြီးဘီယင်ကန်ထောက်ခံနေသမျှယာရုမြဲနိုင်တယ်လို့1935ဥပဒေကဆိုထားပေမဲ့လက်တွေ့မှာတော့အမတ်အများစုထောက်ခံမှုနဲ့ဝန်ကြီးအဖွဲ့ကိုဖွဲ့စည်းတာဖြစ်လို့အများစုထောက်ခံမှုမရတာနဲ့ အာဏာကိုလက်လွတ်ရပါတယ်။စစ်ပြီးလို့1945အောက်တိုဘာမှာချစ်အုပ်ချုပ်ရေးညီကုန်းချုပ်တဲ့အခါ1935အခြေခံဥပဒေအရဘရင်ကံကိုပေးထားတဲ့အထူးအာဏာနဲ့အုပ်ချုပ်ပါတယ်။ဒါပေမဲ့အဖွဲ့ဝင်၁၂ဦးပါတဲ့အုပ်ချုပ်ရေးကောင်စီရဲ့အကူအညီနဲ့အုပ်ချုပ်တာဖြစ်ပါတယ်။ဒီအုပ်ချုပ်ရေးကောင်စီကိုဆန့်ကျင်သူတွေများလာတဲ့အခါ1946စက်တင်ဘာလမှာအဖွဲ့ဝင်၉ဦးပါတဲ့ကောင်စီတစ်နဲ့အစားထိုးလိုက်ရပါတယ်။ ိုးကောင်စီထဲမှာ6ဦးကဖဆပါလာအဖွဲ့ဝင်တွေပါနောက်တော့ဒီအုတ်ချိုကြီးကောင်စီကိုယ်စားလှယ်တွေကိုလန်ဒန်ကိုဖိတ်ခေါ်ပြီးဥပဒေတိုင်းအာဏာလွှဲပြောင်းပေးဖို့အောင်ဆန်းအက်ဒလီသဘောတူချက်ကို1948ဇန်နဝါရီလ29ရက်နေ့မှာလက်မှတ်ရေးထိုးလိုက်ပါတယ်1948ဖေဖော်ဝါရီ12ရက်နေ့မှာပင်လုံနီလာခံကိုကျင်းပပြီးခြေကံဥပဒေရေးဆွဲဖို့အတွက်တိုင်းပြည်ပြည်ပြုလွတ်တော်ကိုရွေးကောက်တင်မြှောက်ဖို့စီစဉ်ပါတယ် 1949ခုနှစ်အပိလ9ရက်နေ့မှာ တိုင်းပြည်ပြည်ပြုတ်လွတ်တော်ရွေးကောက်ပွဲကိုကျင်းပပြီးဇွန်လ9ရက်နေ့မှာလွတ်တော်ကိုစတင်ကျင်းပပါတယ်။လွတ်တော်ရဲ့လုံထုံးလုံနီဟာ1935အခြေခံဥပဒေအရသာဖြစ်စေရမယ်လို့ဆိုပါတယ်။စစ်ပြည်ရနဲ့1935အခြေခံဥပဒေကိုပြန်လည်ကျင့်သုံးပြီးဒီပေါ်မှာအခြေခံ၍1945အခြေခံဥပဒေကိုရေးဆွဲတာဖြစ်တယ်လို့မိုင်းပေါမောက်ခါ ဆရာမမောင်ကြီးကဆိုပါတယ်။တိုင်းပြည်ပြည်ပြည်လွတ်တော်ရွေးကောက်ပွဲအတွက်စေယုံကြီးဆင်းတဲ့အခါမှာဘရင်ငန်အုတ်ချွေကြီးကောင်စီတို့ဥက္ကဋ္ဌနဲ့ဖဆပလာဥက္ကဋ္ဌဖြစ်သူဗကြုံအောင်ဆန်းကဖဆပလာအလိုကျလုံနိုင်တဲ့ယုံကြည်စိတ်ချသူကိုပဲလိုချင်တယ်လို့ပြောပါတယ်။ပညာတတ်တွေးခေါ်ရှင်ကိုမလိုချင်ဘူးဆိုတဲ့သဘောပါပဲ။ဥပဒေပညာရှင်တွေရဲ့အကြံပေးချက်ကိုရယူပြီးခေါင်းဆောင်တွေက ခြေကံဥပဒေရေးဆွဲတာကိုထောက်ခံမဲ့လွတ်တော်အမတ်ကိုသာလိုချင်တယ်။ ်ဆွေးနွေးပြီးအရင်ပွားမဲ့ပညာတတ်ကိုမလိုချင်ဘူးလို့ဆိုလိုတာပါပဲလွတ်လပ်တဲ့မြန်မာနိုင်ငံကိုအမြန်ဆုံးတည်ထောင်နိုင်ဖို့အရေးကြီးဆုံးဖြစ်ပါတယ်ဗကြိုအောင်ဆန်းနဲ့ဖဆပလခေါင်းဆောင်တွေချမှတ်ထားတဲ့လမ်းစဉ်ဟာတိုင်းပြည်အတွက်ကောင်းမှာပဲလို့သာယုံကြည်ထားကြပါတယ်ခေါင်းဆောင်ကယုံကြည်အားထားပြီးမျှော်လင့်နေခဲ့ပါခေါင်းဆောင်တွေပြောသမျှကိုမတွတ်မဆုတ်လိုက်နာနာဟာတော်တော်အမတ်တည်းရဲ့တာဝန်သာမဟုတ်ပဲတိုင်းသူပြည်သားအလုံးရဲ့တာဝန်လို့ ယူဆနေခြင်းလည်းဖြစ်ပါတယ်။ဒီလိုအချိန်မှာအခြေခံဥပဒေမူကြမ်းကိုစုံညီအစည်းအဝေးမှာအသေးစိတ်ဆွေးနွေးတာဟာအချိန်ဖြုန်းတာပဲလို့သာမြင်ကြပါတယ်။ဒါမှမဟုတ်တမင်ကြံ့ကြံ့အောင်လုပ်တဲ့အဖြတ်လုပ်ငန်းလိုလည်းသတ်မှတ်ကြပါတယ်။ဖာစာပါလာနဲ့သဘောထားကွဲလွဲသူကိုအင်္ဂလိပ်လက်ကင်တုပ်လို့ဆွဆွဲမဲ့အချိန်ခါလဲဖြစ်နေပါတယ်ခင်ဗျာ။